အီဆန်ရဲ့ပေါင်ကြံတန်ရာမပြင်းထန်စေဖို့မျှော်လင့်ကြောင်းအာနက်စ်လော့ပြောကြားဘွန်လစားသူများအတွက်ကျမတို့ရဲ့ဝမ်မီလီယန်ချန်နယ်ကနေတင်ဆက်လုပ်ပါမယ်။ဘလာဘူးတင်ပြအာနက်စတော့ကဘရန်ဖန်နဲ့ရှင်မြိုင်ခဲ့တဲ့ချန်ပီယံလိပွဲမှာလူစားလဲခဲ့ရတဲ့တိုက်ဆက်မှုအီဆက်ရဲ့ပေါင်ကြံတန်ရာမပြင်းထန်စေဖို့မျှော်လင့်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဆွီဒင်လယ်ရွေးစင်ကစားသမားအီဆက်26နှစ်ကဒီနှစ်ညရသည်မှာနျူကာဆယ်ယာနဲ့လီဗာပူးတင်းစီကိုဗြိတိန်စနစ်တင်ပြောင်းရွှေ့ခြေပေါင်125သန်းနဲ့ရောက်ရှိလာသူဖြစ်ပါတယ်။ ဒါပေမဲ့အီဆန်ဟာလီဗာပူးတင်းကိုရောက်ရှိလာကြတဲ့ကဒယာနဲ့ကြားခိုင်မှုပြဿနာရင်ဆိုင်နေရပြီးပရီးမီးယားလိပြိုင်ပွဲမှာ၄ပွဲ၊လီဗလာပြိုင်ပွဲမှာ၃ပွဲ၊ချန်ပီယံလိပြိုင်ပွဲမှာ၃ပွဲကစားခွင့်ရထားပေမဲ့လီဗလာပွဲစဉ်မှာတကူးတာသွင်းယူထားနိုင်ပါတယ်။ဒါပြင်အီဇန်ကဖရန့်ဖတ်တင်းနဲ့ချန်ပီယံလိပွဲမှာတန်ရာကြောင့်ပထမပိုင်းပြီးမှပဲလူစားလဲခံခဲ့ရပါတယ်။အီဇန်ရဲ့တန်ရာအခြေအနေနဲ့ပတ်သက်ပြီးတော့ slot ကအဲလတ်ကပွဲတွဲမှာပဲထွက်သွားတယ်။ ဒါကသူတောင်းဆိုတာမဟုတ်ပါဘူး။သူကပေါင်ကျန်းမှခန်းစားနေရတယ်။ဒါကြောင့်အရန်မစိုးစေဖို့မျှော်လင့်ရမှာပါ။အဲ့လောက်စိုးစရာမလိုလို့လည်းကျွန်တော်မျှော်လင့်ပါတယ်။ဘာလို့လဲဆိုတော့ရသက်တပတ်တချို့မကစားနိုင်အောင်ဆိုရင်သူ့ကိုပြန်ပြီးခြံထားရအောင်မှာပါ။ဒါဘယ်လိုပြောရမလဲကျွန်တော်မသိပါဘူး။ဒါပေမဲ့သူရှိနေတဲ့အချိန်မှာလည်းဟန်ချန်ညီဖို့ခက်ခဲခဲ့ပါတယ်။သူရောက်လာချိန်မှာခက်ခက်ခဲခဲလေ့ကျင့်ခဲ့ရတယ်။ခမားကကစားသမားတွေကိုတပတ်မှတပွဲကစားဖို့ပြင်ဆင်ပေးရတယ်။ဒါမဲ့လီဗာပူးမှာဆိုရင်တော့3ရက်တပွဲ၊6ရက်မှ3ပွဲကစားတာပုံမှန်ပါပဲ။ အဲ့ဒါအတွက်ပြင်ဆင်မှုစူးစမ်းမှာဖြစ်ပြီးတော့ရာသီဂျိုကာလမှာမရှိခဲ့ဘူးဆိုရင်ဒါအအနေနဲ့မလွယ်ကူပါဘူး။သူကရာသီဂျိုကာလကိုလွဲချော်ခဲ့ပြီးအသင်းနဲ့လည်းအချိန်ကြာလေးကျင်းမှုမလုံနိုင်ခဲ့ပါဘူးလို့ပြောကြားခဲ့ပါဗျ။